အရင်ဆုံးနဲ့အရှင်းလင်းဆုံးအရင်ဆုံးပြောချင်တာတော့ကျွန်တော်တို့ဒီညီနောင်ပေါ့နော်ချင်းညီနောင်အကုန်လုံးဒီအကုန်လုံးကပေါ့နော်ဘလဝတီချင်းကြီးဆိုတာကိုအကုန်လုံးကတညီတညွတ်သေးယုံကြည်ကြတယ်လက်ခံကြတယ်ဆိုတာမျိုးပေါ့အရင်ဆုံးပြောလိုပါတယ်အာဒါကညီနောင်ထဲမှာမဟုတ်ပါဘူးဟိုတနင်္ဂနွေလုံးပေါ့နော်အကုန်လုံးလည်းသိပါတယ်ဒီလိုမျိုးရက်တည်လာတာပေါ့နော်ဒီလိုမျိုးပဲဖြစ်လာတာပါအာတစ်ဆက်ပြီးတော့မှတစ်ဆက်တစ်ဆက်ထဲပဲဒီအာ အေးအေးဘောနော် ULA အေးအေးဒီကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲအင်းနီချင်းကောင်းဖြစ်တယ်အင်းနီချင်းကောင်းတဲ့ပုံရဲအဲဘယ်လိုပြောမလဲဟိုရေပေါ်ရေပဲပေါ့နော်တကယ် coverage တိပေါ့တကယ်ရေပေါ်ရေပဲဒီဖြစ်တယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဒီလိုမျိုးအာဒေါ်လာကြီးကာလမှာတချို့ဟာတွေကိုဘယ်လိုပြောမလဲဟိုချင်းချင်းဘယ်လိုပြောမလဲနိုင်ငံကြီးအမြတ်ထုတ်လို့တဲ့သဘောမျိုးနဲ့ ဒါမှမဟုတ်လေလူမျိုးရေးမုံတိမှုတွေဘွားနေအောင်ပေါ့နော်ဟို instigate လုပ်တဲ့အပိုင်းစွတဲ့အပိုင်းတွေကိုကျွန်တော်ဒီသတိထားမယ်ဒီကာလမှာဟိုတက်ဖက်ကလည်းပြန်ကြည့်မယ်ဆိုရင်အလုံးလေခုနလည်းပဲဟိုတချို့သတင်းမီဒီယာပြောသလိုပဲဒါကဒီ officially ထုတ်ပြန်တာပေါ့နော်ဟိုတရားဝင်ချပြတဲ့ဟာကြီးလည်းမဟုတ်ဘူးပေါ့နော်ဒါကပြီးတော့မှလည်းသူတို့အနေနဲ့အရခပြီးပေါ့နော်အရခဒေတာအဲ ULA ဒီ level ရခိုင်ဆိုတဲ့ရခိုင်အတွက်ရခိုင်လူမျိုးဆိုတဲ့ဒီ ethnic based narrative ကိုကြော်လာပြီးမှအကုန်လုံးကိုပေါ့နော် all inclusive all encompassing ပုံစံပေါ့နော်အရခဒေတာအရခပြည်သူဆိုတဲ့ဒီရခိုင်တဲမဟုတ်တဲ့ nemrori khmeri ရောစသဖြင့်ပေါ့အကုန်လုံးပေါ့နော်တခြားလူမျိုးဒီပါအကုန်လုံးကို nation building တခုသွားနေတာအလုံးမြင်နေရတယ်ပေါ့အဲ့လိုမျိုးလဲကျွန်တော်တွေ့ရတယ်ပြီးတော့မှလည်း အဲကျွန်တော်ဒီချင်းပြည်တရနဲ့အရင်တော့ကလည်းပဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ကစပေါ့နော်အရင်တော့ကလည်းဖြေဖူးပါတယ်ဒီ black word ဒီချင်းကြီးဖြစ်တယ်ဆိုတာအဲလိုအရင်ကမီဒီယာမှာလည်းသူတို့ဖြေဖူးတာရှိတယ်ပေါ့ကျွန်တော်တို့ဒီအချိန်နေမှာအစစ်ကောင်စီပြုတ်ကြကြီးကိုအလေးထားမဲ့ချင်းနေဖြစ်တယ်ဆိုတာလည်းပဲအားလုံးကိုနော်ပြန်ဖတ်ရဖို့လိုတယ်အစစ်ကောင်စီတာပြုတ်မကြသွားဘူးဆိုရင်အလကားပဲဟိုမြည်တိထင်းချုံနေမည်မဆိုအာအလာဟတဖြစ်သွားမှာပဲ ဟိုမှာစစ်ကောင်စီတည်းလဲသူ့သူအသက်အသက်ပြန်ဆက်ဖို့စ조사နေတာကျွန်တော်မြင်နေရတယ်ပေါ့နော်ကျွန်တော်ဥမာဆိုရင်ဆိုရင်နောင်ချိုဘက်တောင်ခမ်းဘက်ကိုပြန်ထိုးနေတယ်လာရှိုးဆိုလည်းသူတို့ပြန်ထိန်းချုပ်လို့ရတဲ့ပုံစံဖြစ်သွားတယ်အဲဒီမိုးပြဲဖက်ပေါ့နော်ဂရီနီဆိုလည်းအဲ့လိုမျိုးပြန်ထိုးစစ်ဆင်နေတယ်စသဖြင့်ပေါ့လေဆိုတော့ဒီလိုမျိုးတော်လှန်ရေးကာလမှာဟိုမိမိဘယ်လိုပြောမလဲစစ်ကောင်စီကင်းစင်အောင်လုပ်ထားပြီးသားနေရာမှာတော့အုတ်ချွေရန်တဲ့ဘောကတော့ရှိမှာပဲ ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဒါကအဲ့လိုပါလေအမျိုးသားရေးကောင်းစင်တက်ပြီးမှအချင်းချင်းအေးရန်ရှာလို့မရအောင်အချင်းချင်းပြဿနာကိုအဲ့လိုမျိုးမိထွန်းရှာလို့မရဘူးပေါ့နော်ဟိုကျွန်တော်တို့ဒီတစ်ဖက်မှာလည်းပဲဟိုဒီချင်းရခိုင်ဆိုတဲ့ narrative ကိုမသွားဘဲနဲ့ပေါ့လေနော်ဥပမာဥပမာဆိုဆိုအေးအေးရခိုင် ULAA ပေါ့နော် ULAA ဒီလေဟိုရခိုင် အာရခဒေတာပေါ့လေရခိုင်ပြည်နယ်ပေါ့အာရခဒေတာအဲမဟုတ်ဘဲနဲ့ဒီရခိုင်ပြည်နယ်အပြင်မှာရှိတဲ့ရခိုင်လူမျိုးတွေပေါ့နော်အဲ့တွက်လည်းသူတို့စဉ်းစားတာပဲဟိုမှာကချင်မလဲရခိုင်နေရှိတယ်မကွေးရဝတီပဲခူးစသဖြင့်ပေါ့နော်ကျွန်တော်ချင်းနေမှာလည်းပဲဘယ်လိုပြောမလဲချင်းပြည်နယ်မှာမဟုတ်တဲ့ဒီရခိုင်ပြည်မှာလည်းချင်းနေအများကြီးရှိတာပဲမကွေးစကိုင်းမှာစားပေါ့နော်ရှင်းရှင်းပြောရင်ချင်းပြည်ပြင်ပမှာရှိတဲ့ချင်းနေကချင်းပြည်နယ်ထက်ချင်းနေထက်တောင်မှတစ်ခါလေကျန်ပုံများနေတဲ့ချင်းနေတောင်ရှိပါတယ် ဆိုတော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ပြန်အာစဉ်းစားလာတဲ့အခါကျရင်ကျွန်တော်တို့ဘယ်လိုပြောမလဲအဲဒီဟိုအကုန်လုံးကဆက်ဆက်နေတဲ့သဘောတဘာဝပေါ့နော်ဆိုတော့ဒီ territory boundary တခုထက်နေမသွားဘဲနဲ့ကျွန်တော်တို့အချင်းချင်းအပြန်အလှန်အကျိုးပြုဖို့ဟိုအချင်းချင်းအင်းဒီကောင်းအင်းဒီချင်းကောင်းဖြစ်ရှိဖို့ကျွန်တော်ဒီအခက်ခဲတွေပြဿနာတွေကိုအချင်းချင်းတိုင်းတိုင်းပင်ပင်ဆွေးဆွေးနွေးနွေးနဲ့စပွဲပိုင်းပုံမှန်ပြေရှားရမယ် ပြီးတော့မှကျွန်တော်တို့ရဲ့တခုတီးသောနီလန်းကဘယ်လိုပြောမလဲငင်းချန်းစွာအပြန်လှန်အကျိုးပြုရင်းနဲ့နေသွားဖို့ပဲကျွန်တော်တို့ဟာဒွေချင်းနေဖြစ်တယ်အင်းနီချင်းကောင်းနေဖြစ်တယ်ရဲဘော်ရဲဘက်တွေဖြစ်တယ်ပေါ့နော်ဆိုတော့အာကျွန်တော်တို့မှာကအဖြေရတစ်ခုပဲရှိပဲအဲ့ဒါ win win အပြန်လှန်အကျိုးပြုတဲ့ဟာပဲပေါ့နော်အပြန်လှန်အကျိုးပြုတဲ့ဒီရဲဘော်ရဲဘက်တွေပဲသွားမယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကစေဘဝိုင်းပုံပဲဖြေရှာမယ်အပြန်လှန်ဆွေးနွေးကြည့်နိုင်ပြီပဲသွားမယ်အဲ့လိုမျိုးပေါ့နော် အဒါ official statement တခုမဟုတ်မဟုတ်သေးတော်냐လဲပဲမဟုတ်တော်냐လဲပဲပေါ့နော်ဒါကသူလို့သူလို့ပေါ့ဟိုအဲ့ဒါ၄ခုပေါ့နော်ကျွန်တော်တို့ဒီညီနောင်နေနေပေါ့နော်ဘယ်လိုမျိုးလက်ခံထားတာရှုမြင်ထားတာပေါ့လေအဲ့ဒါဒါဒီဘလောက်ခရိုင်ဆိုတဲ့အဲ့လိုမျိုးပေါ့နော်အလိုအတုံးတုံးနေပေါ့လေအတန်နေထွက်လာတဲ့ပုံမှာပေါ့နော်ကျွန်တော်တို့ရဲ့ရည်တည်ချက်သဘောထားအမြင်နေဖြစ်တယ်